ဒီနေ့တော့ဖျားသခင်တင့်ဖက်မှာနေသလားမနေဘူးလားဆိုရက်ခေါင်းစဉ်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်ပေါ့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ယေရှုကိုမြင့်မြတ်ကယ်တင်ရှင်ဖြစ်တယ်လို့အေဝံဂေလိသတင်းကိုကြားပြီးတော့မှ နားလည်သဘောပေါက်ပြီးတော့မှယုံကြည်တော်သူဟာယေရှုရဲ့ဝိညာဉ်အီမာနွေလတည်ဟူသောတန်ရှင်သောဝိညာဉ်တော်နော်ယေရှုရဲ့ဝိညာဉ်သည်ထိုသူရဲ့အแทမှာကင်းဝတ်တဲ့အတွက်အဲ့ဒီယုံကြည်သူနဲ့ အတူရှိနေပါတယ်အတူရှိနေတယ်ဒီနေ့မေခွန်းကအတူရှိနေတယ်သူဘုရားသခင်တန်ရှင်တော်ဝိညာဉ်တော်နဲ့နော်အတူရှိနေတဲ့အဲ့လူဟာလာဆက်ဆံရေးအလွန်ရေးကြီးတယ်ပေါ့နော်ဆိုတော့အတူရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်ကထိုသူရဲ့ဖက်မှာနေဖို့အတွက်အတူရှိပေးတာဖြစ်တယ်နော်ဆိုတော့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဒီထိုယုံကြည်သူရဲ့ဖက်မှာနေသလားမနေဘူးလား အဲ့ဒါဒီနေ့ဟိုဘယ်လိုခေါမလဲကျွန်တော်နားလည်ဖို့အရေးကြီးတယ်ပေါ့အဲ့ဒီယုံကြည်သူဖက်မှာဘယ်လိုယုံကြည်သူဖက်မှာနေတယ်လဲဘယ်လိုယုံကြည်သူဖက်မှာမနေဘူးလဲဆိုတာဒီနေ့နားလည်ဖို့လိုပါတယ်ကျွန်တော်ယုံကြည်တော်သူအားလုံးကိုဘုရားသခင်ဖြောက်မှတ်တော်သူလို့သတ်မှတ်ပါတယ်နော်ဒီအချီပြုချမ်းနေတဲ့ပေသူ့ဩဝါဒစာပထမဆောင်အခန်း3စာပိုက်7ကနေဖတ်ချင်ပါတယ် အကြောင်းမူကားထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၏သူတို့ဆုတောင်းခြင်းကိုလည်းနားထောင်တော်မူ၏ဒုစရိုက်ကိုပြုတ်သောသူကိုကထာဝရဘုရားသည်မျက်နှာလွှဲတော်မူ၏နော်ဒီနေရာမှာပြောတဲ့ဖြောင့်မတ်ခြင်းဆိုတာကနော်ယုံကြည်ခြင်းအပြင်ရတဲ့ဖြောင့်မတ်ခြင်းကိုပြောတာမဟုတ်ဘူးယုံကြည်တဲ့အတိုင်းနာခံလက်လျှောက်ခြင်းအပြင်ရတဲ့ဖြောင့်မတ်ခြင်းကိုယဉ်ညွတ်တာဖြစ်ပါတယ်ဖြောင့်မတ်ခြင်းနှမျိုးရှိတယ်ပေါ့နော် အဲ့ဒါကိုဘယ်မှာတွေ့နိုင်လဲဆိုတော့ကပ္ပဝချံအခန်း15စာပိုက်6နဲ့ကပ္ပဝချံအခန်း20ကိုကြည့်ပါပြီးရင်လည်းရကုဩဝါဒစာအခန်း1စာပိုက်20ကနေ26တိချင်းတယ်အဲ့တော့ဖတ်ကြည့်ရှင်းလင်းဆိုတော့သိရလိမ့်မယ်အဲ့တော့ဒီနေရာမှာနော်ကျေတော်ကြောင့်ဖြတ်မရတော့ရောက်တဲ့ယုံကြည်ခြင်းအဖြစ်ရောက်တဲ့ကျွန်တော်အားလုံးမှာထပ်ပြီးတော့မှယုံကြည်တဲ့တိုင်းလက်တွေ့နာခံလက်လျှောက်တဲ့သူရှိတယ်နော်တချို့ကြတော့ယုံကြည်ပေမဲ့ နာခံခြင်းမရှိဘူးအဲ့ဒါကိုဒီနေရာမှာဗာပြောလဲဆိုတော့ဖြောင့်မတ်တော်သူနဲ့ဒုစရိုက်ကိုပြုတ်တော်သူတဲ့အဲ့တော့ဖယားသခင်ကဘသူ့ဖက်မှာနေတယ်လဲဆိုရင်တော့ဖြောင့်မတ်တော်သူဖက်မှာနေတယ်အဲ့ဖြောင့်မတ်ခြင်းကဗာလဲယုံတဲ့အတိုင်းလက်တွေ့နာခံလက်လျှောက်တဲ့အတ္တတာကိုပြောတာဖြစ်တယ်အဲ့တော့ဒုစရိုက်ကိုပြုတ်တော်သူဆိုတော့ဗာလဲယုံတော့ယုံတယ်လက်တွေ့နာခံလက်လျှောက်ခြင်းမရှိတဲ့သူကိုပြောတာဒါကြောင့်နားလည်ဖို့က ဖျားသခင်တင့်ဖက်မှာနေသလားမနေဘူးလားဆိုတာကတင်ကဖျားသခင်ရဲ့စကားတော်ကိုနားထောင်သလားနားမထောင်ဘူးလားဆိုတဲ့အပေါ်မှာမူတည်ပါတယ်မူတည်ပါတယ်ဒီတောလျာချမ်းအခန်း၁၄ဟောကျွန်တော်ကြည့်မယ်ဆိုရင်တော့ကလတ်နဲ့ဘသူတွေတွေ့ရလဲဆိုတော့ဣသရေလလူတို့ပေါ့နော်အဲ့တော့ဖျားသခင်ကအခန်းစာပိုက်၂၄မှာ ငါကြုံကလမှုကထူးခြားသောသဘောရှိငါနောက်တော့လုံလုံလိုက်သောကြောင့်သူတွားခဲ့ပြီးသောပြီတို့သူ့ငါဆောင်တွန်းသည်ဖြင့်သူတားမီးတို့ဒီအမွေခံရကြလိမ့်မယ်။ဖယောသခင်ကဘသူဖက်မှနေလဲကာလဖက်မှနေတယ်။ဒီစာပိုင်း53မှာကြတော့နော်အာမလက်အမျိုးသားနဲ့ခန္ဓာအမျိုးသားတို့ဒီတင်းတို့မရောက်မီ ရောက်နေနေဖြစ်ပြီးတင်းတို့ဒီဓာအဖြစ်ရှုံးကြလိမ့်မယ်။ထာဝရဘုရားထံတော်မှလွဲတော် လွဲသွားသောကြောင့်ထာဝရဘုရားသည်တင်းတို့ဖက်၌နေတော်မမူဆိုတော်လေတဲ့ဒါဣတိရလူတို့ဣတိရလူတို့နဲ့တူဘုရားသခင်အရှိပါတယ်ပြညာတက်တာအဖြစ်သူကရင်သူတို့ဘက်မှမနေဘူးတဲ့ဒီအလုတ်မှာဒီအလုတ်နဲ့ပတ်သက်လိုက်ဟာနော်မနေဘူးတဲ့ဆိုတော့တိဘုက ခန္ဓာပြီကို ရောက်ဖို့အရိယံသူကို တိုက်ခိုက်ဖို့အတွက်ကဘသူ့ဘက်မှာဘုရားနေလဲကာလဘက်မှာနေတယ် ဘယ်သူ့ဘက်မှမနေလဲအေးတီရလူလူဘက်မှမနေဘူးသူလိုရှိပါတယ်နော်အဲအလုံးတည်တဲ့ဒီဓမ္မရာဇံပထမဆောင်နော်ဓမ္မရာဇံပထမဆောင်ပါကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့အခန်းလေးနော်တခန်းလုံးကိုကြည့်ရင်ဒီနေ့ဖလက်တီလူတွေနဲ့အေးတီရလူတွေဆက်တိုက်ကြတဲ့ခါမှာနော်ဆက်တိုက်ကြတဲ့ခါမှာဒီပရိညာတက်တာကိုသူတို့ယူသွားတယ် ဆိုတော့ပညာသက်တမ်းနဲ့ဘုရားသခင်တူပါရှိပါတယ်ခင်ဗျ။နော်။ဒါပေမဲ့ပါရှိပေမဲ့ဘုရားကဧတရီလလူတွေဖက်မှာမနေဘူး။ဆိုတော့တွေ့ရတယ်။နော်။မနေတဲ့ခါမှာသူကသူရဲ့၃တောင်းလို့ဒီတည်တယ်တဲ့။ပြီးရင်လည်းပါလေစာပိုက်၁မှာဆိုတော့ဘုရားသခင်တက်တာတော့ဒီရန်သူလက်သူရောက်၍အီလီတာဟောဖဏိနဲ့ ဖိနဟတ်နှစ်ယောက်တို့သည်အသက်ရှုံးလေ၏လို့ပြောရတွေ့ရတယ်။ဆိုတော့ဘုရားသခင်ကသူတို့နဲ့မပါတာမဟုတ်သူတို့ဖက်မှာမနေတာ။ဘာဖြစ်လို့သူတို့နဲ့ပါတယ်လို့ပြောနိုင်လဲဆိုတော့အခန်းငေါ့ကြည့်မယ်ဆိုရင်တော့နော်ဒါကုံဘုရားเจ้าမှာထာဝရဘုရားတက်တာတော့ထားတဲ့ခါမှာနော်ဒါကုံဘုရားကိုဘုရားသခင်ကတရားရှင်တယ်ဆိုတော့တွေ့ရတယ်။တက်တာတော့ ਨੇ ဘုရားရှိပါတယ်။တို့ရင်ဒီကိစ္စမှာအဲ့ဒီကိစ္စမှာသူတို့ဖက်မှာဘုရားမနေဘူးခင်ဗျ။ ဘာလို့နေလဲသူတို့ဘုရားစကားနားမထောင်ဘူးလွဲသွားကြတယ်ဒီလိုပြောပါတယ်ခင်ဗျเนาะဒါကြောင့်ဒီနေ့ဓမ္မမိတ်ဆွေတင့်သက်တာအလွန်ရေးကြည့်ပါတယ်ပေါ့เนาะအလွန်ရေးကြည့်ပါတယ်ကျွန်တော်တို့အနေနဲ့ကျွန်တော်နဲ့အတူရှိတဲ့တန်ရှင်သောဝိညာဉ်တော်ဘုရားရဲ့တုန်တင်လန်းပြမှုကိုเนาะဒီလိုနှုတ်ကပတ်တော်တွေကိုကျွန်တော်ဖတ်တယ်ကြားတယ်ယုံကြည်ပါတယ်ဘုရားရဲ့နှုတ်ကပတ်တော်ပါဆိုမှ နော်ယုံကြည်ပါတယ်ယုံကြည်သူလို့ပြောတဲ့အတိုင်းယုံကြည်ပါတယ်သူ့အတွင်အဲ့ဒီယုံကြည်ခြင်းကတော့ဗာလေနော်လက်တွေ့လိုပါတယ်ခင်ဗျယေရှုမိမိကဲတင်ရှိမယ်ယုံကြည်ခြင်းကတော့ယုံကြည်ယုံကလွယ်လို့ဘာမှမလုပ်နိုင်ဘူးကျိုးတော့ကြောင့်ကဲတင်ရတယ်ဒါပေမဲ့ဒီနှုတ်ကပတော်ကိုကြတော့ယုံကြည်ယုံနဲ့မပြောလက်တွေ့လိုပါတယ်အဲ့ဒီလက်တွေ့နာခံခြင်းရှိတော်သူဖြောင့်မတ်တော်သူတဲ့ဘုရားသခင်တတ်မှတ်ပါတယ်သူ့ဘက်မှာဘုရားသခင်နေတယ်သူ့ရဲ့ဆူတောင်းခြင်းကိုနားညောင်းတယ် နားမထောင်တော့သူကတော့သူ့ဖက်မှာဖះမနေဘူးတဲ့သူဆွတောင်းမျက်နှာလွှဲတယ်မိတ်ဆွေတင်းနဲ့တင်းဘာပဲလှုပ်လှုပ်နော်တင်းဘက်မှာဖះသခင်ရှင်တင်းအောင်မြင်မှာဖြစ်တယ်တင်းဘာပဲလှုပ်လှုပ်တင်းဘက်မှာဖះသခင်မနေဘူးဆိုတော့နော်အောင်မြင်မှာမဟုတ်ပါဘူးပေါ့ဒါကြောင့်ဒီနေ့စာပြီးကိုတတပြန်လာဆစ်ဆေးပါပရမအောင်ပရမအောင်တင်းကိုကဲတင်နဲ့ဖះသခင်ဖက်မှာတင်းအရင်နေဖို့လိုပါတယ်နော်အရင်နေဖို့လိုပါတယ် နေမှတင့်ဘက်မှာဘုရားသခင်ကနေပေးမှာဖြစ်တယ်။ထို့ဘုရားကိုသင်ကမျက်နှာလွှဲမယ်။ဝိညာဉ်တော်မှာစခြင်းကိုလက်မခံသူတင်လမ်းပြမှုလက်မခံညှင်းပယ်ရဆိုတော့ဝိညာဉ်တော်ကတင့်ဘက်မှာနေမှာမဟုတ်ပါဘူး။နေမှာမဟုတ်ပါဘူး။ဒါကြောင့်အရေးကြီးတာကဒီဒီကာလမှာနော်နာခံခြင်းရှိပါ။ဒီနောက်ဆုံးသောကာလမှာ တွေ့ကြောင်းမဲ့အခက်ခဲဟာအခက်ခဲဟာတင်တယောက်ထဲရင်ဆိုင်ရင်တော့ဘယ်လိုမှမဟုတ်ပါဘူး။နော်ရှုံးရှုံးလိမ့်မယ်။ ခက်ခဲမျိုးစုံနဲ့ဟာညှိတွန်းနေရလိမ့်မယ်သူ့အတွက်တင့်ဖက်မှာဖျားရှိတယ်ဆိုရင်တော့တွေ့ကြုံရတဲ့အခက်ခဲပြဿနာဟာနော်ညှိတွန်းစရာမဟုတ်ဘူးအခက်ခဲပြဿနာအဖြစ်တင်ဟာယောရှုနဲ့ကာလတ်ဆိုတဲ့အခက်ခဲအဖြစ်ထင်ပေါ်ကြော်ကြွားကြော်ကြားလာတယ်ဆိုတာတွေ့ရတယ်အခက်ခဲကသူတို့အတွက်အောင်မြင်စရာဖြစ်လာတယ်အခက်ခဲကသူတို့အတွက်စားစရာရိတ်ခါဖြစ်လာတယ်တွေ့ရတယ်တိုင်းတို့ဒီကလာမှာလည်းတင် တင့်ဘက်မှာဘုရားသခင်ရှိတယ်ဆိုရင်တော့တင်ပြကြောင့်အခက်ခဲပြတ်နာသည်တင့်ကိုထင်ပေါ်ကြော်ကြားစေတဲ့တင့်ကိုအောင်မြင်စေတဲ့အရာဖြစ်လာလိမ့်မယ်။နော်။ထိုအခက်ခဲတွေတင့်အတွက်စားစရာရိတ်ခါနော်ဖြစ်လာလိမ့်မယ်လို့ခွားပေးနေနေကုန်းချုပ်ပါတယ်။ဘုရားသခင်သည်တင်တို့အားလုံးကောင်းချီးပေးပါစေတော့။အာမင်။